ကံမျိုးနဲ့နီးတဝိုက်မှာနားယူလေပတ်အပန်းဖြေစရာနေရာလေးတစ်ခုကိုရှာနေတယ်ဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကိုပြီးအောင်ကြည့်ကြဖို့ပြောချင်ပါတယ်ဒီနေရာလေးကတော့ ပကံမျိုးကနေမြင်းကြံကိုထွက်တဲ့အထွက်လန်းကပလေးကန်းသာယာစင်စကန်းပဲဖြစ်ပါတယ်။အေယာဝတီမြကန်းမင်းမှာတည်ရှိတဲ့အတွက်ရန်ကိုအေးချမ်းပြီးတော့ရှူခင်းနေဓာတ်ပုံရိုက်စရာနေရာတွေနောက်ပြီးစင်စကန်းဖြစ်တဲ့အတွက်ချစ်စရာစင်ကြီးမျိုးလည်းအစာကျွေးနေအပန်းဖြေနိုင်ပါတယ်။နေရတာသွားရလေပတ်ရတာအရန်အေးချမ်းပြီးတော့ဝင်းကြီးတွေလည်းအရန်ဆေးချူတာကြောင့်မလို့ဒါရောက်လေပတ်သင်းတဲ့နေရာလေးတစ်ခုလို့လမ်းညုံပြကြပါတယ်။ရေပေါ်မှာအပန်းဖြေခြင်းနဲ့ရေပေါ်အပန်းဖြေဖို့အတွက် ဒီမောပေါ်မှာသပွဲဝိုင်းတဝိုင်းချပေးထားပါတယ်အေးစစ်စစ်ဂျီပေါ်မှာလေးတခုနဲ့အပန်းဖြေလို့ရပါတယ်between a rock and a hard place do i work hard or live in my pain ဟယ်လိုအားလုံးပဲမင်္ဗလာပါကျွန်တော်ဥယျာဉ်မူပါဗျအခုကျွန်တော်ပကန်းညောင်ဦးပခုတ်ကူလမ်းပေါ်မှာရှိတဲ့ပလင်းကန်းသာယာစင်စကန်းကိုရောက်နေတာဖြစ်ပါတယ်ဒါကပကန်းညောင်ဦးကနေဆိုရင်ထွက်ကလေးပဲရှိသေးရပါတော့တအားမဝီသေးပလင်းကန်းသာယာစင်စကန်းနဲ့နှစ်ဖာလုံးပဲမောင်းအောင်ပါတော့တိတ်မဝီမဟုတ် ဟိုဘက်မှာတက်မြမတက်လုပ်ငန်းပလင်းသစ်စိတ်တွေနဲ့ပလင်းရွာစုတောင်းပြည့်ဖရားကြီးနဲ့ရှိတယ်။လမ်းလေးကတော့တော်လမ်းလေးဝင်ရမှာဗျ။တစ်ခါမှမရောက်ဘူးခုသွားကြည့်မယ်ပေါ့နော်။နှစ်ဖာလုံးမဲသွားရတာဖြစ်တဲ့အတွက်ကားလမ်းနဲ့ဆိုရန်ဝေးမဝင်ရပါဘူးနော်။ Never let them get inside your head. They'll tell you what to do in life instead. have everything you know that you could get. Don't let them guide your life towards regret. I'll fight for what I love with every breath. My past is built. Is that women, huh? Mm. Is that women? ဘုရားလက်ဘိတ်လာဘုရားဝင်ကြီးတောက်တယ်နိုင်ငံသားသားကိုတပေါင်းအမနိုင်ငံသားဆိုရင်တပေါင်းဝင်ကြီးဟုတ်လာတယ်ကျောက်ဆောင် ကလေးမပါဘူးဟုတ်ဟုတ်3000ဟုတ်ကဲ့ဟုတ်ကဲ့မြန်မာနိုင်ငံသားဆိုရင်လူကြီးတယောက်တစ်ထောင်ဖြစ်ပြီးတော့ကလေးတွေပေးတရမလိုပါဘူးဗျနိုင်ငံသားတွေဆိုရင်တော့တယောက်ကိုတစ်ထောင်ကြပါမယ်ဝင်ကြီးဈေးချိုရလို့ပြောလို့ရပါတယ်ဗျ ဝင်ကြီးဈေးကြိုလို့စားတော့တွေဈေးကြီးမလားလို့တော့မထင်ပါနဲ့ဗျအစားတော့တွေကလည်းပုံမှန်ဈေးနှုန်းပါပဲကားကိုအတွန့်တီမောင်းရတဲ့အတွက်ကျွန်တော်တို့ကားကိုတော့ကျွန်တော်တို့နားမယ့်နေရာထိမောင်းသွားခဲ့ပါတယ် ခုကျွန်တော်တို့ကစင်စကန်းကိုအတွန်းထဲဒီဒီမှာအေယာဝတီမြစ်အခြေထိကောက်မောင်းခဲ့တာဗျာမောင်းခဲ့တာဆိုတော့ဒါအတွန်းထဲရောက်လိုက်ပေါ့နော်ဒီအတွန်းထဲမှာဆိုရင်တော့စားကြရတဲ့ခုံတန်းနေုံနဲ့အပေါ်အမြင်လေးနဲ့ထိုင်ကြရလေးဟိုမှာလည်းတရားလေးတစ်ခုရှိတယ်အဲ့ဒါတွေကျွန်တော်တို့စက်သွားပြီးကြည့်ကြမယ်ပေါ့နော်ဒီဝိုင်းထဲမှာပဲအခြားနေရာတွေမှာဘာလေးရှိသေးလဲဘာလေးလာတဲ့နေရာလေးရှိလဲဆိုတော့ကျွန်တော်ပတ်ပြပေးမယ်ဗျအခုလက်ရှိတော့ကျွန်တော်တို့ဒီနားလေးမှာအရင်ပတ်ကြည့်လိုက်မယ်နော် မစင်စကန်းဆိုတော့စင်ကြီးနေရတော့အများရွယ်စင်လွတ်ထားအော်ခြေတော့မှကျူးချီထားတယ်ခြေသူပြည့်ဖနက်ချွတ်ပြပါရန်နဲ့ဒီဘောတိုက်ရင်ဖနက်ချွတ်အောင်ပါဗောနော် ဒီပုံမှာစပွဲဝိုင်းရအရှိကြီးဗျအေးစေးစေးနာနာနေနေတနေ့ကောင်နေလို့ရလှုပ်ဝိုင်းမျိုးလေးအများကြီးရှိရ free how တဲ့သစ်ပင်အိမ်လေးပေါ့နော်သစ်ပင်အိမ်လေးကိုတက်ကြည့်အောင်ခုကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့ဧည့်သည်တော်တော်ရှားတယ်ဗျဧည့်သည်မရှိဘူးပေါ့နော် အောက်ကကျန်းနေတာတော်တော်လေးခိုင်ခိုင်မာမာတောင်းတောင်းတင်းတင်းမှာ။ဩဒီဘောကတဝိုင်းနေမဟုတ်ဗျာ။သုံးဝိုင်းလောက်ရှိတယ်။ဒီပင်နေဝါဒနာပါလို့လေးလာကျင်နေဆိုရဲသူတွေတွေ့လဲဒီမှာအပင်ဒီမှာအပင်နာမည်လေးတွေကတ်ထားရပေါ့နော်။ဒီမှာဒါဆိုရင်မအူမြန်မာနာမည်အင်္ဂလိပ်နာမည်ဒါအသိပ္ပံနာမည်နဲ့တူသိပ္ပံနာမည်မျိုးစိတ်နာမည် ဒီဘွားနေလမ်းကျင်လေအယောရီမြေကြီးရဲ့အရှူခင်းကလာနေမယ်။အိုးမအယောရီမြေကြီး။အိုးချားထဲမှာဝါကြီးရ။သင်းမိုးကြီးဗျ။ပြီးရင်ကျွန်တော်တို့ဒီမှာစင်ရုပ်ကလေးနဲ့ဓာတ်ပုံရိုက်လို့ရတယ်။ဟိုမှာရုပ်သေးရုပ်လေးလည်းချိန်ထား။ လင်းငင်းကန်ရှုခင်းကြည့်စိတ်ခံတရားဖွင့်ပွဲကပြီးမော်ကွန်းမှာပါတဲ့စာရဆိုရင်ဒီပလင်းစင်စကန်ကို12လပိုင်း2019နော်ဖွင့်ခဲ့ပြီးတော့3လပိုင်း2020မှာဒီလင်းငင်းကန်ရှုခင်းကြည့်စိတ်ခံတရားကိုစတင်တည်ဆောက်ခဲ့တာပေါ့တော့နဲ့ဝင်ကြည့်ကြအဝင်မှာသလို့ရှင်တော့ပကံတက်ရလေးနဲ့တွေ့မြင်ရတယ်ပေါ့

ဒီမှာဓာတ်ပုံရိုက်ဆရာလေးလှုပ်ထားပြဓာတ်ပုံရိုက်ဆရာလေးလှလိုက်အောင်မယ်အတောင်မှန်လေးတွေဓာတ်ပုံ frame လေးတွေဟိုမှာအသေးပုံလေးပေါ့နော်အားလေးတွေမှာလှလှလေးဓာတ်ပုံလေးဝင်ရတယ်ဒီမှာတော့ဟိုဟာတွေထိုင်တရားခုံလေးနဲ့နာလေးရလေ ောင်ဓာတ်ပုံ frame လို့ပုံစံမျိုးလေးလောက်တာဓာတ်ပုံ frame လေးရှိမယ်။မှာအဲပုံလေးရှိမယ်။နောက်ပြီးတော့ငတ်ကြည့်ပါ။ငတ်တော့မှာဒါဒီနဲ့ကျွန်တော်တစ်ခုချင်းဒီဗီဒီယိုရိုက်ရလာ ဒီနေရာလေးကတော့ဓာတ်ပုံရိုက်ဝါသနာပါသူတွေအတွက်အရန်ကိုသဘောကျမဲ့နေရာလေးပဲဖြစ်ပါတယ် နောက်ကန်အေယော်ရီမြေရှူခင်းတဲ့တော့ရန်ကိုလှနေပါလေဗျတယောက်သားအေယော်ရီမြေကြီးပဲဖြစ်ပါတယ်အေယော်ရီမြေကြီးထဲမှာခုနဒီလေကြီးကျွန်တော်တွေ့တာပေါ့နော်သင်းမောကြီးပေါ့ဒီသင်းမောကြီးဘာမှန်းကူမသိဘူးကူတေချာကြည့်လိုက်တော့ကျွန်မရေပေါ်ပန်းပြေနားနေတယ်လို့တွေ့ရတယ်ဗျာဥမာထိုင်တရားလေးတွေနေရောပေါ့နော်အပန်းပြေကပတ်စံပေးရလားမသိဘူးပတ်စံပေးရလားမပေးရလားမသိဘူးကျွန်တော်သွားတော့လေ့လာကြည့်အောင်မယ် ီဘက်မှာလည်းမလေးရှိရဲ့ဗျစင်စကန်းလို့မြင်ဒီမှာသူမကနားနေစရာလေးတွေတော်တော်လှုပ်ထားတယ်ဗျ။တုံးကအေးချမ်းချမ်းလေးပဲ။ကြိုက်တဲ့နေရာလေးကိုရွေးပြီးနားယုံလာ။အားလေ။ဒီပေါ်မှာခဏနားကြတယ်။ပြီးကြလို့ရှိရင်ကျွန်တော်တို့ဟိုဘက်နည်းနည်းတစ်ခုစားဖို့အတွက် 干你的口水一类的嘛，喏，干的口水一片拿干，再拿口水一片嘛，弄那么肥又把弄到，冬龙啊，他那边那的一片的。都都晒了哇！嘛，他弄么基地的地嘛，他弄么基地做啥物事？晒利息，晒利息，他那里么收他那里做啥去？卖利息，你那里去？出老的。 ဟာတလုံးမကြီးပြအချိုနဲ့အဖန်နဲ့ရှိရလိမ့်။ဘာအချိုလားအဖန်လားမြေ။ဖန်နဲ့။ဖန်နဲ့။ဖန်နဲ့ဖန်နဲ့။ဖန်နဲ့လာ။ဘယ်တော့ဖူရ။ဒါကိုဒီကနေ့ကျွန်တော်တို့အောက်ဆင်လာအောက်ဆင်လာပြီးတော့ဟိုမှာလေဘောရေဘောအပန်းဖြေ ဆရာနေရာလေးပေါ့နော်အဲ့ဒါလေးရှိတယ်လက်မောပေါ်သွားထိုင်လာအဲ့ဘောတစ်ချက်သွားထိုင်ကြည့်မလို့ဒီမဲ့ဒါကကျွန်တော်တို့ကန့်နေပေါ့နော်ကျွန်တော်တို့ဒီကန့်နေပေါ်မှာလည်းထိုင်လို့ရတယ်ဘယ်နေရာကြည့်ကြည့်ထိုင်သေးရှိနေဒီနေရာကျတော့ကြံနေပြစင်စာစိုက်ထားနေတူတယ်ရေပေါ်အပန်းဖြေနားနေစားအောင်နဲ့ ခုကျွန်တော်တို့ဒီဘောဦးတွားပြီးတော့ထိုင်းကြည့်မယ်လို့ဗျဘလောက်စိန်ကြတောင်ဆိုပြီးတော့ကျွန်တော်တို့စားမှာတော့ဒီဘောမစားဘူးတော့အမေရဒီဘောကိုလိုက်မတက်ရဲဘူးမတက်ရဲတော့အမေကိုကြတော့ကျွန်တော်တို့ကုန်းမွားကြမ်းတစ်ခုမှပဲထားခဲ့တယ်ဒီဘက်ကိုတော့ကျွန်တော်တို့အတွေ့အကြုံလေးရအောင်ကျွန်တော်တကယ်ချင်းကြည့်အောင်လိုက်ပြပေးတာဒီနားမှာလည်းဒီလိုပဲသီးတွေစိုက်ထားတယ်ဗျပဲသီးတွေကပြီးနေတာပြုတ်တယ်ဗျာပဲသီးတွေပြီးအဲ့လိုပဲသီးစိုက် ဒီလေလေးပေါ်ကနေဟိုဘောတက်အမှာဆိုတော့ကြောက်တော့ကြောက်စရာကြီးပဲအတွေ့အကြုံတစ်ခုပေါ့နော်ကြောက်တာတော့ကြောက်စရာကြီးဒီမှာပြင်ပြားတွေလည်းရှိတယ်ဒီမှာလမ်းလေးရှိတယ်ပြဒီလမ်းလေးကနေဆင်းလာပြီးတော့ဒီမှာဒီနားလေးကနေပြီးလေပေါ်တက်လေပေါ်ကနေမှာဟိုဘောကနေဟိုတိုင်းတက်အောင်ပေါ့နော်ကျွန်တော်တို့အဲမေသူနေကြအောင် မေအာတလေးရကြီးတော့မာရေဟလေးရလုံးလုံးမလောက်ဘူးပြင်းမူဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုတိုင်းသွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစေဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလဲဘက်ခဲ့တာတွေကိုဗီဒီယိုလေးတွေအဖြစ်နဲ့သေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ ပြောစရာတစ်စုံတရာရှိခဲ့လို့ရှိရင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုကြပါရစေဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိအောင်လဲ notify bell လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုကြပါရစေကျွန်တော်လေးရလှုပ်နေမယ်ရိမ့်နေမယ်လို့ထင်တာလေးရလုံးဝမရိမ့်ဘူးမာတောင်းတယ်ပါခဲ့ဟေးလာတော့လိုင်းလာခဲ့အမားကြီး အမာကြီးသီးလားအမာကြီးလားအမာကြီးလို့အမာကြီးလို့သားလည်းစင်းနေရတယ်မာကြီးပဲတော်တော်မာတယ်အန်ဒီရလုံးဝမရှိဘူးအန်ဒီရလုံးဝမရှိဘူးတော်တော်ဦးမာတယ်လေရစိတ်သက်တင်တာလှုပ်မယ်လို့ထင်တာလုံးဝမလှုပ်ဘူးအင်းအင်းအမနဲ့ 开开，看看那种摇开一啊！叫李也闹咪，怎么我呢？怎么那呢？怎么我李我的，我都摇不了。嗯，哩，我搞那压意儿，哪里嘛？哪里有？啥路啥路呀？哪路呀？我到底？我到底？我到底到底要干下去，别的事，嘛，干那个，又干了。啊。 ်ဗိမ်းမယ်မိုက်တယ်ဆယ်ရမှာမြေထဲကဖြက်လာတဲ့လေကအေးနေတယ်ပရောစင်ကြတယ်တင်းမောတခါမှမစီးဘူးတဲ့သူတွေဆိုတော့ဒီလားလဲပြီးတော့ဒီလိုနေရာမျိုးမှာဒီဒီပေါ်မှာလာပြီးတော့ဇိမ်နဲ့စားလို့ပေါက်လို့ရတယ်ပေါ့နော်နားလေးချက်တော့ကြည့်ရအောင် ်ရောက်နေတယ်ဆိုပြီးတော့တီးရရင်းထိုးရိုင်းထိုးပြီးတော့လေကြောက်စရာကောင်းမယ်လို့ကျွန်တော်စိတ်ထဲမှာထင်ထားတာတကယ်တော့အဲ့လိုမျိုးလုံးဝမရှိဘူးဒီပေါ်မှာလီးရလည်းငယ်ငယ်ကြီးပဲကုန်းပေါ်မှာမတက်ရနေတယ်တော့လုံးဝမငြိမ်းချမ်းတာတော်တော်လေးစိန်ကြတယ်အမေသာပါမလားဆိုရင်ကျွန်တော်ဒီပေါ်မှာပဲစားပြတ်တောက်ပြမှာပေါ့နော်အခုကတော့မရပါလားတော့မရဒီဘက်ပေါ်မှာမတက်ရဲလို့ကျွန်တော်တို့ကုန်းပေါ်မှာပဲသွားစားကြမယ်ဗျာโอเคကျွန်တော်တို့ကတော့ရောက်တဲ့နေရာကိုအကုန်လုံးနှံ့အောင်ရှောက်သွားတဲ့သူတွေဆိုတော့ဒီမှာ ဒီဘက်မှာရှိနေတဲ့လေလေးပေါ့ပုတ်ကလေးပေါ့နော်အဲ့ပေါ်ပါတက်ပြီးတော့ရက်ကြည့်တာဒီပေါ်ကတော့နည်းနည်းငိမ့်တိမ်ငိမ့်တိမ်နဲ့ကြောက်စရာကြီးဒါကပုတ်ပေးသွားတဲ့ဟာကလှုပ်နေအဲ့ဘက်ခြံတော်ကြောင့်မသွားရဲတော့ဖြောင်းကြီးဆိုတော့အဲ့ဒါစက်ခိုင်းပြစက်ခိုင်းရင်လည်းမိုက်โอ้คงกันจังเราไททานเนี่ยโหลเว้ยละเล่2ဖက်ရှေ့ဆန်ပြီးတော့ အမလေးလှုပ်တော့လှုပ်တော့နေကြလိုင်းနေစသိမ်းထားကြ යි โอเคโอเคအဲ့တော့ဘတ်အောင်တို့သွားဆောင်ကန်နေကျွန်တော်တို့ကန်ထဲမှာမနာခင်ကျွန်တော်တကယ်ချင်းကြီးကြည့်အောင်ဘာလို့ရှိသေးတယ်ဆိုတာကိုထပ်မံလေ့လာပြီးတော့ရိုက်ပြီးပါမယ်ဗျစက်ကြည့်ကြပါအောင်ဒီဘက်မှာတော့ထီးလေးတွေမိုးထားတဲ့ အလားနေရာလေးတစ်ခုရှိပါတယ်ဒီနေရာလေးကလည်းဓာတ်ပုံရိုက်လို့ကောင်းပါလေဗျဒီနေရာမှာစင်နေထားပြီးတော့ဝန်ထမ်းအိမ်ယာတွေလည်းရှိပါတယ်ကောင်းမနဲ့စားတော့ဆိုင်လေးပဲအဲ့ပေါ်လည်းနားလို့ရတယ်အဲယူရဝစ်စုံနေတဲ့ ေငယ်ကြီးကြာစင်စခန်းကဝင်တန်းနေရဲ့အိမ်နေထင်တယ်ဗျပလင်ကန်းကစင်စခန်းစင်စခန်းရှိစင်များဤကိုရေးရတဲ့ဝင်အကျဉ်းနော်စင်နေရဲ့ကိုရေးရတယ်စင်းနေရဲ့ကိုရေးရသဝင်အချင်းနဲ့ဒီမှာအမီတင်းတင်းမောတယ်။ကြားမအိုင်တယ် ်ဝိတက်ကလေးဒီဆောင်ပါပြီချားမလိန်နဲ့နာမည်ဆိုတယ်စီထူးမော်တယ်ရှင်ရှင်မွေးတယ်မြင်းမွေးစင်ရရဲ့နာမည်ဟိုမှာတောင်းနေပြီကြောက်တရားရဲ့အခြေတားမကတ်နဲ့ကလေးကစင်နေကျွေးကျင်နေဆိုလို့ကျွန်တော်တို့စင်စာတပွဲဝယ်လိုက်ပါတယ်2000ပေးရပါတယ်ရွှေဖြုံသီး90ပါပါတယ် ဟာတယောက်တစ်ခုစီတယ်မင်းတို့စင်နေရငါးကောင်ရှိတာဆိုတော့ကျွန်တော်တို့တစိမ့်စီပဲလိုက်ကျွေးလိုက်ရပါတယ်ဗျစင်နေကိုတကယ်ကျွေးမယ်ဆိုရင်တော့သူတို့ကတလုံးလုံးကျွေးရင်တောင်မှမွာသေးတဲ့အတွက်အများကြီးကျွေးရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းကျွန်တော်တို့တတ်နိုင်သလောက်တစိမ့်စီပဲလိုက်ကျွေးခဲ့ပါတယ်သူတို့တော့တော့စင်ပါဇန်နံပါတ်ဖြစ်ခြင်းဖြစ်နေမှာပေါ့နော်စိတ်တော့မကောင်းပါဘူးဗျ လိုက်ငားစိတ်နှစ်ထောင်ဟာလားအေးလာပိုးစဲကန်းစင်ဒီနေ့ရှင်စင်စီလို့ရပါတယ် AR မြေဖေးမှာမိနစ်20ခန်းကြာအောင် စီးပေးပါတယ်ငားပါလုံကန်သွားရမှာပါမြန်မာနိုင်ငံသားဆိုရင်တယောက်ကို9000ကျပ်ကြားတယ်မှာဖြစ်ပြီးတော့ foreigner ဆိုလို့ရှိရင်တော့တယောက်ကို1000ကျပ်မှာပါဒါစင်တက်ခေါ် ဒါကလေးကသာကွင်းကလေးကသာကွင်းနေလောက်တာအများကြီးပဲကလေးကသာကွင်းလေကျွန်တော်တို့ရောက်တဲ့အချိန်မှာနေကင်း3နာရီဖြစ်နေတဲ့အတွက်စင်နေနေပူးပြီးပင်မမဆိုးတဲ့အတွက်စင်စည်းဖို့အတွက်မရနိုင်သေးဘူးလို့ပြောပါတယ်သူတို့ကနေအေးတဲ့အချိန်4နာရီကျော်5နာရီကြာမှစင်နေကိုစီးခိုင်းတာပါအဲ့တော့ကျွန်တော်လည်းစင်မစီးပဲပြန်ခဲ့ရပါတယ်နောက်ကောက်ဒီကျွန်တော်ရောက်ခဲ့ရင်စင်စီးပြီးတော့ပြီးသန့်ဗီဒီယိုတစ်ပုတ်တင်ပေးပါမယ် 没弄我一个的。哎，你玩这头来着？没，没我一个的。我一个娘的。啊！呜，玩大！别打，了， တော့လဲမယ်နော်အာဆင်လောက်ကြီးအာဆင်ကားကားတယ်နေတွေ့နာနကုန်းနှစ်ခုရှိတယ်ဗျဥဒိဏနတ်ကုန်းဆိုပြီးတော့ရှိတယ်ဥဒိဏနတ်ဆိုတာမယိုးဖလာယုံကြည်မှုအရာစင်နေနဲ့ပတ်သက်သူတွေကစင်နေကိုနိုင်နှင်းစွာထိမ့်ချုပ်ပဲ့တင်စေခိုင်းနိုင်ဖို့အတွက်ဒီနတ်ကိုယုံကြည်သက်ဝင်ကြတာဗောနော်နတ်ကိုပူဇော်ပသကြတာ ဥဒိနာနဲ့အကြောင်းသိကြတော့ဒီမှာထုတ်ပတ်တူရှိတယ်ဗျဖတ်ကြည့်လို့ရတယ်ဗောနော်နာစင်ပြလိုက်လည်းရှိတယ်ဗျစင်ပြလိုက်ပလင်းကန်းသာယာစင်စကိုင်းတစ်ခုလုံးကိုနှံ့အောင်ရိုက်ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့လည်းအနာယူစားတော့အပန်းဖြေဖို့အတွက်စားစရာမှားမဲ့နေရာကိုလာပြီးတော့စားစရာမှားခဲ့ကြပါတယ် မှာပြီးတော့ကျွန်တော်တို့လည်းအေးအေးဆေးဆေးအပန်းဖြေနားယူရင်းနဲ့ဒီနေ့ကျွန်တော်ရဲ့ဘလော်လေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုကြမှာကျွန်တော်တို့ပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်